မကိုကူညီပါတဲ့အမရောက်ကြာကမလေးရှားမှာပါတဲ့သူကမရငယ်ထားနေတယ်တဲ့အမတို့အိမ်တော်တက်တန်းက16နှစ်တောင်ရှိပါပြီတဲ့အားလေးတယောက်လည်းရှိပါတယ်တဲ့ဘယ်လိုလုပ်ရမလဲကူညီပါအောင်တဲ့ဆွတ်လွတ်တင်လားဆိုပြီးတော့မေးတာဖြစ်ပါတယ်အဲ့တော့အိမ်တော်တို့ခုမှကျွန်တော်တို့အခုလိုမျိုးအနေဝေးတဲ့ခါကျရင်ဖောက်ပြန်ဖို့တော်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 လေးလွယ်ပါတယ်ဘာကြောင့်ဆိုတော့ယောက်ျားလေးအများစုကျွန်တော်ကလည်းယောက်ျားလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်ယောက်ျားလေးအများစုဟာကိုချစ်တဲ့မိန်းမတွေနဲ့ပဲအတူတူနေရှင်ကြတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ အနေဝေးတိုင်းတော့ဖောက်ပြန်လာတော့မဟုတ်ပါဘူးဒါပေမဲ့တခုရှိတာကအာဒါဖောက်ပြန်တဲ့အကြောင်းအရင်ဆုံးပြောပြမှာဖြစ်ပါတယ်အဓိကအရေးကြီးဆုံးချက်ကအနေနီးတိုင်းကျွန်တော်အနေဝေးတိုင်းတော့မဆိုင်ပေမဲ့လူတယောက်ရဲ့စိတ်နဲ့ဒါဆိုင်တာဖြစ်ပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့တကယ်အိမ်အောင်ကြထားပြီးသားသူတယောက်အနေနဲ့နေကွဲသွားတဲ့အခါမှာကွဲတာမဟုတ်ပါအဝေးနိုင်ငံခြားအခုလိုမျိုးရောက်သွားတဲ့အခါမှာကျွန်တော်တို့ကျွန်တော်အနေနဲ့ဒီနေရာမှာပြောချင်တာကလင်မယားသွဲတွေဆိုရင်အဲ့လိုမျိုးကွဲပြီးတော့အလုတ်တလုတ်တောင်အာမပေးဘူးဗျ။ဘာကြောင့်လဲဆိုတော့ ဒီရာမှာကျွန်တော်တို့ယောက်ျားလေးတွေမှာတော်တော်များများဒီလိုစိတ်ကိုထိနိုင်ဖို့အတွက်အရန်ခတ်တယ်ဒါပေမဲ့နံပါတ်1လူတိုင်းလားဆိုရင်တော့မဟုတ်ပါဘူးတကယ်အကြည့်စာရိတ်တာကောင်းစွာနဲ့ကိုယ့်ရဲ့ဇနီးမယားကိုတစ္ဆာကြီးကြီးနဲ့เนาะကျွန်တော်တကယ်မေတ္တာတရားထားပြီးတော့ချစ်နေတဲ့တစ္ဆာရှိတဲ့ယောက်ျားလေးလည်းအများကြီးရှိပါတယ်အဲ့တော့မိန်းကလေးနေနဲ့ပြောချင်တာကငွေရှာဖို့တခုလည်းကိုယ့်ရဲ့ဒီအိမ်တော်ဘတ်တွေကိုနိုင်ငံခြားသွားတာမျိုးတွေဆိုရင်တော့ကိုယ်ပါလိုက်နိုင်လိုက်သွားတာအကောင်းဆုံးပဲအဲ့ဒါအဓိကအရေးကြီးဆုံးပဲဖြစ်ပါတယ်ဘာကြောင့်ဆိုတော့ကျွန်တော်တို့ဖောက်ပြန်ဖို့အတွက် အရန်လွယ်တဲ့ခစ်ကြီးတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့အိမ်တော်ဘက်နဲ့ဝေးဝေးမှနေချင်းသည်ကျွန်တော်အထီးတွေ့တွေအตาရာမှုတွေကကျွန်တော်တခြားတယောက်စီကသွားပြီးတော့ရသွားပြီးဆိုရင်တော့အဲ့ဒါဖောက်ပြန်မှုကတဖြည်းဖြည်းနဲ့ဖြစ်သွားတယ်အဲ့ဒါကြောင့်မို့ကျွန်တော်အားလုံးအနေနဲ့ကအပြစ်မဟုတ်ဘူးလားဆိုရင်တော့အပြစ်တော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်တို့အနေဝေးနေချင်းကြောင့်ဖြစ်သွားရလဲရှိတယ်လို့တချို့ကတော့ပြောလိုက်မယ်တအိမ်ထဲမှာနေနေတာပဲတကယ်တင်ထဲမှာရှိတာတော့မှဖောက်ပြန်တဲ့သူတွေရောရှိလားရှိပါတယ်အဲ့တော့ဆိုလိုတဲ့လားကျွန်တော်တို့ ထပ်ပြီးတော့ပေါင်းသင်းတင်လာဆိုရင်တော့အချစ်တစ်ခုတည်းအတွက်ဆိုရင်တော့ကျွန်တော်ဆက်လက်လိုက်တာအကောင်းဆုံးပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ရဲ့အမေကိုယ်တိုင်ကလည်းကျွန်တော်ကိုကိုဝင်၄လလောက်မှတည်းကဖောက်ပြန်ခံရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အာပြောချင်တာကအမေကကိုဝင်၄လလောက်မှတည်းမြန်မာနိုင်ငံပြန်နေအဖေကထိုင်းကိုလာပြီးတော့မှနောက်ပိုင်းအမေကိုပတ်စံလည်းမပို့တော့ဘူးအဆက်တွေလည်းဖြစ်တယ်ဒီထိုင်းမှာနောက်မိမယူလိုက်တာပေါ့နော်ကျွန်တော်ဆိုရင်အခုထိအဖေမတွေ့ဘူးလေ။အဲ့တော့ပြောချင်တာကဒီလိုမျိုးဖြစ်လာတဲ့အခါမှာလုံးဝဒါကျွန်တော်လမ်းခွဲလိုက်ခြင်းကတော့အေဂျင့်စွာဖြစ်ပါတယ်။ တော့လူတိုင်းလူတိုင်းမှာတော့ကျွန်တော်တို့ပြောချင်တာကကိုယ့်ရဲ့အခြေစားဒေတာကောင်းကောင်းတစ်ခုကိုထိန်းနိုင်တဲ့သူတွေကတော့ကျွန်တော်ဘယ်တော့မှဖောက်ပြန်တဲ့လုပ်ကိုတော့မလုပ်ဘူးအဲ့တော့ကျွန်တော်တို့ဒီသားသမီးအတွက်တစ်ခုနဲ့တော့ကျွန်တော်တို့ပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ကိုဒီယောက်ျားကိုပြန်လက်ခံနိုင်လားဖောက်ပြန်သွားတဲ့ကိုယ့်ရဲ့အိမ်တော်ရှင်ယောက်ျားကိုကိုဘလို့စိတ်မျိုးနဲ့ပြန်လက်ခံနိုင်တယ်လဲပြန်စဉ်းစားကြည့်ပါအာသူ့အနေနဲ့ကိုမဟုတ်တဲ့သူတယောက်နဲ့ကတင်းပေါ်မှာအတူတူအိတ်ထားပြီးတဲ့သူတယောက်ဖြစ်တဲ့နံပါတ်၁ချက်ဖောက်ပြန်နေသွားပြီးဆိုတဲ့ကအဲ့ဒီလူကိုကိုကပြန်လက်ခံနိုင်တယ်လား အသားသမီးမျက်နှာအတွက်ကြောင့်နဲ့ကျွန်တော်တို့အိမ်အောင်ကွဲမှာကြောက်လို့ဆက်ပြီးလက်ခံသင့်တယ်လားပြန်စင်းစားရမှာကကိုကရောလောကကြီးမှာငွေရှာဖို့အတွက်ကိုကိုကိုဒီနေ့ထူထောင်နိုင်ဖို့အတွက်တော့လိုတယ်လောကကြီးမှာနံပါတ်1မိန်းကလေးများစုကတော့ဘာပဲဖြစ်ဖြစ်ကိုရဲ့လင်ယောက်ကြားပေါ်မှာအားကိုးခြင်းနဲ့စိတ်တော့တရားမှာအလုံးသူတိုင်းတော့ရှိနေပြီးသားပဲဖြစ်ပါတယ်အဲ့တော့လင်ယောက်ကြားမရှိတဲ့အခါမှာငွေရေးကြီးအခက်အခဲပြဿနာဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ဘဝတစ်ခုကိုရှင်သန်တဲ့နေရာမှာအေးရီယာတစ်ခုကို အကိုကပို၍စူးစမ်းပြစ်လိုက်လို့ရတယ်လောကကြီးထဲမှာငွေကိုကိုကိုတိုင်းလဲရှာလို့ရတယ်ကိုကိုတိုင်းလဲဘဝကိုတည်ထောင်လို့ရတယ်အဲ့တော့တချို့ကတော့အိမ်အောင်ကွဲသွားတဲ့အခါမှာသားသမီးနဲ့လောက်စားကင်စားရတာအခက်ခဲတွေကြုံမလားဆိုပြီးတော့စိတ်ပူပင်တော့ကတော့ရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ကိုကိုမချစ်တော့တဲ့ဖောက်ပြန်တဲ့သူတို့တော့ဆက်ပြီးတော့မခံစားစီချင်ပါဘူးဘဝကိုကျွန်တော်အကောင်းဆုံးပါတော့ကျွန်တော်ကိုကိုကိုဒီနေ့ဘယ်လိုပြောရမလဲအားပေးပါတယ်အားယူပါကျွန်တော်အမေဆိုရင်ကျွန်တော်အသက်၁၄နှစ်အထိကို အိမ်ရှိမှာ မုတ်ဟင်ကရောင်ပြီးတော့ရှာချွေးခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်မို့လို့ဒီလူတိုင်းလူတိုင်းအနေနဲ့ကတော့ကျွန်တော်တို့ဘဝမှာပြောချင်တာကကိုယ့်ရဲ့ဘဝကိုဒီနေ့အကောင်းဆုံးကိုယ့်ရဲ့သားသမီးလေးတွေနဲ့အရှိကိုဖျက်တမ်းလို့ရပါတယ်။ကိုကိုကိုပို့ချစ်ပါကိုယ့်ရဲ့သားသမီးလေးကိုပို့ပြီးတော့ချစ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်ဘဝမှာအေးချမ်းသွားလိမ့်မယ်။နောက်မှောက်လို့ရှိရင်တော့သူဖောက်ပြန်နေတဲ့သူတယောက်တော့အများကြီးခံစားနေရတာကြီးကားကြတော့ကျွန်တော်တို့တတက်လုံးဖိတ်ဆင်းရဲစီတယ်ဗျအဲ့တော့လှလှပပနဲ့နေနိုင်ဖို့အတွက်လိုပါပဲအဲ့ကျွန်တော်ဆိုရင်ဒါကျွန်တော်အမေရဲ့ကျေးဇူးကိုလည်းကျွန်တော်နားလေတယ်ဒါကြောင့်အမေကိုလည်း သာပါပါနဲ့ဒါအလုပ်တွေစူးစမ်းပြီးတော့ရှာကြည့်နိုင်တယ်။အိမ်ထောင်ကြတာကံမကောင်းမင်းသားသမီးကောင်းရကြပါစေလို့ဆုတောင်းပေးပါတယ်ဗျာ။ဖောက်ပြန်ခံရတဲ့ဒုတိယတော့ပေါ့နော်။အဲ့တော့ဖောက်ပြန်မှုကင်းတဲ့အချက်တွေလည်းဆုံသွေးကြပါစေလို့ထပ်မံပြီးတော့ဆုတောင်းပေးပါတယ်ဗျာ။